အခုတင်ဆက်ပေးမယ့်သတင်းကတော့မဲယူနယ်ပွဲမှာစီကံချူပေါင်းမှုကြောင့်ပေါင်၅သိန်းအဆင်နဲ့တရိုက်ခံရတဲ့သတင်းဖြစ်ပါတယ်။အဆင်နဲ့ဟာပြည်ခဲ့တဲ့နေ့ကမဲယူနယ်ကစားခဲ့တဲ့ FA ဗလာပြိုင်ပွဲမှာစီးမြေချူပေါက်ခဲ့တာကြောင့်အင်္ဂလန်ဘောလုံးဖွဲ့ချုပ်ကပေါင်၅သိန်းတင်ရလိုက်တယ်လို့သိရပါတယ်။ အဖေမလားတတိယအဆင့်ပွဲစဉ်အနေနဲ့အာဆင်နယ်နဲ့အင်္ဂလိပ်ဖြစ်တဲ့အမရိတ်ဝင်းမှာကစားခဲ့တဲ့ပွဲစဉ်မှာစီးမြင့်တွေရမန်ယူကိုလက်မဲ့ဆောင်ရီ900ရောက်ချပေးရမှာဖြစ်ပေမဲ့9000ကျော်ပဲရောက်ချပေးခဲ့တာကြောင့်ဒဏ်ရိုက်ခံခဲ့ရတာဖြစ်ပါတယ်။အဆိုပါပွဲစဉ်ကတာမန်ချိန်တွင်းမှာပဲတကိုးစီတရေကြခဲ့ပြီးပနက်တီမှာဂိုးသမားဘာရင်တိုင်ရဲ့လက်စွမ်းပြမှုတွေကြောင့်မန်ယူကအာဆင်နယ်ကို9-3နဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။ င်္ဂလန် professional ဘောလုံးများဘုံဖွဲ့ကအာဆင်နယ်ဘက်ကမန်ယူအတွက်လက်မှတ်ခွဲရန်တွေကိုသတ်မှတ်ထားတဲ့အ ਨੇ ဆုံးခွဲရန်အတိုင်းမပေးခဲ့ဘူးဆိုတော့တန်နရားဖြစ်စရာတွေတွေ့ရှိမှုတွေကြောင့်စုံစမ်းစစ်ဆေးမှုတွေလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်စောကစည်းမှုတွေပြုလုပ်ပြီးချိန်မှာအ ਨੇ ဆုံးပေးရမယ့်လက်မှတ်ခွဲတန်းအရေးအတွက်ဖြစ်တဲ့ဆံရကန်တို့ပြည်မီအောင်မပေးခဲ့ဘူးလို့တွေ့ရှိခဲ့တာကြောင့်စံချိန်တေဒန်ချေးဖြစ်တဲ့ပေါင်၅သိန်းချမှတ်ခဲ့တာဖြစ်ပါတယ်ရှင်ဒီသတင်းကိုတော့ညီကြအောင်ကပေးပို့လာတာပါ